Hello မင်္ဂလာပါဒီနေ့ ကျွန်တော်တို့ AI ကိုသုံးပြီးတော့ကိုယ်ပိုင်သချင်းအလွယ်တကူဖန်တီးလို့ရတဲ့နေလေးကိုကျွန်တော်လာမျှဝေပေးသွားမှာဖြစ်ပါတယ်။အခုကျွန်တော်တို့ AI ကိုသုံးပြီးတော့သချင်းရေးမှာဖြစ်တဲ့အတွက်သချင်းစာသားတစ်ပုဒ်လုံးကိုကိုယ်တိုင်ရေးစရာလည်းမလိုဘူး။ဘာ music theory မှမသိလဲကိုယ်တိုင်သချင်းအလွယ်လုပ်လို့ရပါတယ်။အရင်ဆုံးကျွန်တော်တို့ Google AI Studio ကိုသွားမယ်။ ဒီနေရာမှာတချို့လူက ChatGPT ကိုသုံးရင်သုံးမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်က Google ကိုရှားတဲ့အတွက်ကျွန်တော် Google AI ကိုသုံးမယ်။ Okay ဒီနေရာရောက်ပြီဆိုရင်ကျွန်တော်တို့တခြင်းရေးခံလို့ရပါပြီ။အရင်ဆုံးကျွန်တော်ကတခြင်းတစ်ပုတ်ရေးပေးပါလို့ကျွန်တော်အရင်ရေးလိုက်တယ်။ပြီးတော့ကျွန်တော်ကတခြင်းတစ်ပုတ်ထဲကိုပေးပါစေချင်တဲ့ခံစားချက်နဲ့စာသားအချို့ကိုကျွန်တော်အကျဉ်းချုပ်ရေးထည့်လိုက်တယ်။နောက်ဆုံးအနေနဲ့ကျွန်တော်ဒီတခြင်းကို Rust တိုင်အဖြစ်နဲ့ရေးပေးပါလို့ကျွန်တော်ရေးထည့်လိုက်တယ်။အလွမ်းတခြင်းဆိုပေမဲ့ကျွန်တော်က နည်းနည်းမြူးမြူးလေးနဲ့လွမ်းချင်လို့ပေါ့နော်အလက်ပြီးရင်အပြာရောင်နဲ့မြားကလေးကိုနှိပ်ပြီးတော့ကျွန်တော်ခဏဆောက်လိုက်မယ်သူတချင်းစားရည်နေပါပြီတချင်းစားသားလေးတော့လာပါပြီဟုတ်ကဲ့ Rostein နဲ့ခံစားချက်ပြင်းပြင်းထန်ထန်ရေးဖွဲ့ထားတဲ့တချင်းလေးပါတဲ့တချင်းကောင်းစင်ကစောင့်နေပြပါ Okay intro မှာဆိုရင်ကျွန်တော် Happy Guitar Riff နဲ့ drama အဝင်ကြမ်းကြမ်းတဲ့ရေးတာနော်ကျွန်တော်ဒီသချင်းစာသားလေးတွေကို copy ယူပြီးတော့ Suno AI မှာကျွန်တော်တို့တီလုံးနဲ့အတန်ကိုသွားပြီးတော့ဖန်တီးမှာဖြစ်ပါတယ် Suno ရဲ့ဝင်ပြီးတော့ create ဆိုတာလေးကိုနိုင်မယ်အပေါ်မှာ enter your own lyrics ဆိုတာလေးကိုကျွန်တော်တို့သချင်းခုန copy ယူရတဲ့သချင်းစာသားကိုပေါ့နော်အဲ့ဒါမှာ paste ချလိုက်မယ် โอเคဒီနေ့မှာကျွန်တော်တို့တချင်းစာသားမဟုတ်တဲ့စာလုံးတွေကိုပေါ့နော်ကျွန်တော်အရင်ဖြတ်လိုက်မယ်ဥပမာဒီ Otro Chorus ရဲ့နောက်ဆုံးစာသားကိုတဲ့ထက်ခါထက်ခါအော်တဲ့ဂီတာတဖြည်းဖြည်းညင်သွားတဲ့ကျွန်တော်အဲ့ဒါကတချင်းစာသားမဟုတ်တဲ့အတွက်ဒီတချင်းကိုဒီလိုမျိုးဒီလိုပုံစံနဲ့ဆိုဆိုလို့အာကျွန်တော်တို့ပြောပြတဲ့ဖြစ်တဲ့အတွက်ကျွန်တော်အဲ့ဒီအဲ့ဒီစာကိုဖြတ်လိုက်တဲ့နော် โอเคအားလုံးပြီးတော့အရင်ကျွန်တော်တို့အောက်မှာ style of music ကိုကျွန်တော် rock လို့ထည့်လိုက်မယ်နော် rock လို့ရေးထည့်လိုက်မယ် rock တခြင်းဖြစ်တဲ့အတွက်ကျွန်တော် rock လို့ရေးထည့်လိုက်တယ်ဒီ title ဆိုတဲ့နေရာလေးကိုကျွန်တော်တခြင်းနာမည်ရေးထည့်လိုက်တယ်ဒီ workspace နေရာမှာကျွန်တော်ကအာ rock တခြင်းတွေကိုတည်တန့်ထားမှာဖြစ်တဲ့အတွက်ကျွန်တော်ကျွန်တော် rock ဆိုတဲ့ workspace တစ်ခုအပြည့်တစ်ခုကိုဖန်တီးလိုက်တယ် အားလုံးပြီးသွားရင်ဒီမှာကျွန်တော်တို့အောက်မှာ create ဆိုတဲ့စာလုံးကိုနှိပ်လိုက်ရုံနဲ့ကျွန်တော်တို့ rock တခြင်းနှစ်ပုတ်ရလာမှာဖြစ်ပါတယ် Okay ဒီလိုမျိုးဖြစ်ရင်တော့ကျွန်တော်တို့တခြင်းနားထောင်လို့ရပြီเนาะ 到了你呢，没面子里面没有人，为着你要没时间嘛，我也不得好待。 လွားတွေနဲ့မင်းမျက်နှာလေးပဲမြင်ရောရဲ့ဝေဒနာမင်းရှိချိန်မှာ dying back to how i done it book when lambda the me on the way what i say to miss you there what you call your chip to lend the la again i'm into your cat to far okay ဒီလောက်ဆိုရင်ခင်ဗျားတို့လည်းဒီ AN နဲ့ ကူပန်တချင်းဖန်တီးတဲ့နင်းကိုအနည်းနဲ့အများတော့နားလည်တော့ပြီးထင်တယ်နော် AN နဲ့ပတ်သက်လို့တခြားသိချင်တဲ့လူတွေရှိလို့ရှိရင်ကျွန်တော် comment မှာရေးလို့ရပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော် Okay နောက်ဗီဒီယိုမှာပြန်ဆုံကြမယ် See you bye bye